ဖဏန်းနဲ့တက်တာတော့အကုသိုလ်ရဲ့လို့တော့ဖြစ်နိုင်ဖို့ကသူစိတ်နဲ့ပဲဆိုင်ပါတယ်ဖရာရိုးရိုးတွေးကြည့်ရင်အကာရဝလောက်ပါပဲဟိုအနာဒရေပါစိတိယံနဲ့လည်းမဆိုင်တော့ပါဘူးဖရာတဲ့အနာဒရေပါစိတိယံနဲ့မဆိုင်တော့ဘူးလို့ပြောရအောင်စီဒီအပေါ်ဖဏန်းနဲ့တက်တာကိုအဘတ်သိမ့်ပါတယ်လို့ဦးစင်းကပြောမိလို့လားဟင်အဘတ်ကယဟန်နဲ့ပဲဆိုင်တာလေလူနဲ့မှမဆိုင်တာ တည်တည်ချာချာပြန်ပြီးလေ့လာကြည့်ပါဦးဦးစင်းပြောတာကစီဒီအပေါ်ကိုဖနက်နဲ့တက်ချင်းဟာအခုတို့လည်းဖြစ်တယ်လို့နောက်လာနောက်သားတွေလည်းပဲအတူယူမှားနိုင်တာကြောင့်သာသနာကွယ်နိုင်တယ်လို့ပြောတာနော်တမင်ညဖလားတုတ်အထာကထာမှာဗိမိဒါရမင်းကြီးခြေဘဝကိုဓာတ်နဲ့အခွဲခံရခြင်းဟာဘဝတစ်ခုမှာတုန်းကစီဒီရင်ပြင်တော်ပေါ်မှာဖနက်စည်း၍တန်ဃာတော်တွေထိုင်ဖို့ခင့်ထားသည့်တင်ဖြူဖြာပေါ်မှာခြေပေတွေနဲ့နင်းမိတာကြောင့် ခြေပေါ်အားကိုဓာတ်နဲ့ခွဲခံရခြင်းဖြစ်တယ်လို့ဆိုထားတယ်။ဖျားအပေါ်ကိုဖနက်နဲ့တတ်တာဟာတမင်ညအစင်းလောက်ပဲသဘောထားတယ်ဆိုရင်ဗိမိသာရမင်းကြီးဟာဘာဖြစ်လို့ဆိုးွားတဲ့အပြစ်ကိုခံရတာတုံးနော်။ဖျားအပေါ်ဖနက်နဲ့တတ်တာကိုတမန်အစင်းလောက်ပဲသဘောထားတယ်ဆိုရင်ဖျားအပေါ်ကိုတော့ဖနက်နဲ့မတက်ခိုင်းပါနဲ့။တက္ကရာရဲ့ပုံကိုချပြီးတော့ဖနက်နဲ့သာနင်းခိုင်းပါ နော်။ဒါပဲပြောချင်ပါတယ်ကြားမှာပါစီ။